တကြားနဲ့ပဲစားစားထညက်နဲ့ပဲစားစားအရန်စားလို့ကောင်းတဲ့အိမ်မှာလုပ်တဲ့ဒိန်ချင်လုံးနီးလေးလုပ်ပြပေးမှာဖြစ်ပါတယ်။ဒီမှာကျမနွားနို့ကိုတပိတ်တာတုံးထားပါတယ်။နွားနို့တပိတ်တာကိုအရင်အူဆုံးကြိုလိုက်တယ်ပေါ့နော်။ဘော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 နဲ့ပွက်အောင်ကြိုတယ်။ဒီမှာရေကုန်ပြီးအနှစ်ကျအောင်ထိကြိုပလိုက်တယ်ပေါ့နော်နွားနို့ကိုလေ။ ကဲအခုဆိုလို့ရှိရင်နွားတို့လည်းအနှစ်ကျသွားပြီဆိုတော့ကျမကအေးခံထားလိုက်ပါတယ်အေးခံပြီးသားနွားတို့ကိုကျမဒင်းချင်းလုံးမဲ့ခွက်ထဲကိုလောင်းထည့်လိုက်ပါတယ်ပြပြနှစ်နှစ်လေးနဲ့မလိုက်ကြအောင်ကြိုးထားဆိုတော့နွားနို့လေးကပြည့်နှစ်နေရပဲပေါ့နော်ထဲ့ပြရနဲ့ကျမလေးအပြင်ကနေဒိန်ချင်းပေါ့နော်ဒိန်ချင်းကို 50သားကိုဒင်းချင်း5ဆွန်းသုံးတဲ့ဒီဒင်းချင်းကတော်တော်လေးချင်လို့လေအဲ့ဆိုတော့တပိတ်သားဆိုတော့10ဆွန်းထည့်လိုက်ပါတယ်ဒင်းချင်း10ဆွန်းထည့်ပြီးခုနအေးခံထားတဲ့နွားနို့နွားနို့ကိုအဲ့ခုနကဒင်းချင်း10ဆွန်းထည့်ထားတဲ့ပကံလေးကိုထည့်လိုက်ပါတယ်အဲ့ဒါဆွန်းရည်ရကြီးစရာမလို့ကျွန်မအပြည့်ကျဲညီသွားပြီးမှွေလို့ကောင်းသွားပြီဆိုလို့ရှိရင်ရပြီเนาะ ကဲဒီလိုမျိုးလေးမှွေရအဆင်ပြေသွားပြီဆိုရင်ရပါပြီဒီဒိန်ကျင်တဲ့နွားနို့ရောထားတာလေးကိုဒဇွန်းခက်မယ်အေးခံထားတဲ့နွားနို့အောက်ကနေထိုးမယ်ထိုးပြီးတော့ကျမတို့ကတတားလေးလှုပ်လိုက်မယ်ပေါ့နော်လှုပ်ပြီးနောက်နေ့တတားလေးလှုပ်မယ်နေရာတိုင်းကိုကျမနှံ့နေအောင်လေဇွန်းလေးနဲ့ကလောအောက်ကနေထိုးထိုးပြီးတော့လှုပ်တတားလေးလှုပ်တတားလေးလှုပ်အဲ့လိုမျိုးလေးပဲလှုပ်လိုက်တာပေါ့နေရာအနှံ့ကိုလေစုံနေအောင်အဲ့လိုမျိုးလေးလိုက်လှုပ်လိုက်ပါတယ် ကဲလောက်ပြီပြီဆိုတာနဲ့ဒီဟာလေးကိုအဖုံးလေးပိတ်ပြီးလုံးဝဘယ်သူမှမတွေ့မထိမတိုက်တဲ့နေရာလေးကိုထားလိုက်ပါတယ်။မင်းညာက9နိုင်လောက်ကလောက်တာဒီနေ့အဲမနေ့တနာရီကျတော့ဒီလိုပုံစံလေးဖြစ်သွားပြီပေါ့နော်။ဒင်းဂျင်လေးကချင်းလဲချင်းနဲ့ခဲလဲခဲသွားပြီပေါ့နော်။ဒါသူများတွေကခဲမက်ခဲအိမ်ကဇွန်းနဲ့ကလော်ထိုးကြလို့နည်းနည်းလေးပွားသွားပေါ့နော်။ကဲအဲ့အရာလေးကိုကျမရေခဲတက်တာလေးထည့်ထားတယ်ရေခဲတက်တာလေးထည့်ပြီးစားကန်နီးမှာကျမထုတ်လာရေပေါ့နော်ရေခဲတက်တာလေးထည့်လဲမိရပြက်သွားတဲ့ခါကျတော့အော် စိတ်ကြိုက်အေးလေးတော့မရဘူးပေါ့နော်အရင်ကြီးမအေးဘူးဖြစ်နေတာပေါ့နော်ဒီမှာနော်အဖက်ဖက်လေးတင်းတင်းလေးပဲနော်တင်းတင်းလေးရလေးလုံးဝဟိုရောင်းတန်းနဲ့ဝယ်ပြီးတော့စားတဲ့အတိုင်းလေးပဲ ကဲကျမထညက်ရည်ကြိုးထားတယ်ဒါပေမဲ့မင်းမကထညက်ရည်နဲ့မစားခြင်းဘူးတကြားနဲ့မှဆိုလို့ဒီမှာတကြားရည်လေးထည့်လိုက်ပါတကြားလေးထည့်လိုက်တယ်ပေါ့နော်အပေါ်ကနေတကြားလေးဖြူစားပါဒါအိမ်မှာအလွယ်တကူလုပ်တဲ့ဒိန်ချင်းလေးပါအရန်လဲလွယ်ကူတာမို့လို့အလုံးမဲ့လှူစားကြည့်ကြနော်ကျမရည်လည်းအရန်မဲ့ညီညွတ်ပါတယ်အလုံးမဲ့ကျေးဇူးပါ